ဟယ်လိုအမဒီနေ့တော့လေ fashion illustration ဆွဲတဲ့သူတွေအတွက်ဘာတွေစပြီးတော့ဆွဲမယ်ပေါ့နော်ခုမှစပြီးတော့ဆွဲမယ်သူတွေအတွက်ဘာတွေလိုလဲဘာတွေဝယ်ရမလဲဆိုတဲ့ဟာလေးအမတစ်ချက်ပြောမယ်ပေါ့နော်ကဲတော့ပုံဆွဲမယ်ဆိုလို့ရှိရင်တော့ခဲတဲ့ခဲပြက်ပြီးတော့ဘာပါမလဲဆိုတော့ဒီမှာအမတို့ကကြတော့ကောင်မလေးပုံလေးရကြတော့အရှည်တွေပေါ့နော်ဒီလိုမျိုးဒီလိုမျိုးဒီလိုမျိုးအကြီးတွေဆွဲကြတာဆိုတော့ပေရန်ကိုစနလက်မပေရန်လိုမယ်ပေါ့နော်လောလောဆယ်ဒီကနာလေးမို့လို့ပေါ့နော်အဲ့တော့ ။နောက်ပြီးကကြတော့အမတို့ဒီမှာခဲတက်ကိုမှတကယ်လို့မှဖြတ်လိုက်တယ်မလားဖြတ်လိုက်လို့ရှိရင်အမတို့ဗစက်ကနေပြီးတော့အမသရွေးတွေပါသွားမယ်ပေါ့နော်ဖူးကနေပါသွားမယ်။သရွေးတွေစင်မှာတော့အလက်နဲ့ဖြတ်လိုက်တယ်လက်ဒီကောလက်မှာပေးနေတယ်ပေါ့နော်အမဲတွေပါလေပေးနေရဆိုဆိုင်ရွက်ကြီးပေးသွားမယ်အဲ့လိုမျိုးဟာလေးမဖြစ်ရအောင်လို့ဒီမှာ brush clay တခုပေါ့နော်အဲ့လိုမျိုးဖြတ်လိုက်တယ်ဆိုရင်လို့ရှိရင်အဲတရီလည်းမစင်တော့ဘူးအမဲလည်းမပေတော့ဘူးပေါ့နော်အဲအဲ့လိုမျိုးဟာအတွက်အမ ဲမှာ brush ကလေးတစ်ခုပေါ့နော်မရှိလဲရတဲ့ဘာမှမဖြစ်ဘူးတတားလေးဖြတ်လိုက်ပေါ့ခဲဖြတ်ဖြတ်မယ်ဆိုရင်ကဲနောက်တစ်ခုကကြပါလဲဆိုတော့ပုံဆွဲမယ်စာရွက်စာရွက်ပေါ့နော်မာကာစာရွက်ကိုပေါ့ဒီမှာဒီလို double a double a တဲ့က double a ရပေါ့နော်ဒီမှာသူကဘလောက် GSM ပါလဲဆိုတော့ဒီမှာ80 80 GSM ပါတယ်နော်80 GSM ပါတယ် A4 เนาะ A4 สายွယ်80 GSM ဒါပေမဲ့လုံးလုံးဆယ်ရောအမကလေးကျင့်မယ်ပေါ့နော်လေးကျင့်မယ်တော့ဘာလို့ဆိုလို့ရှိရင်အမကဘလို့ဟာပဲဝယ်စီခြင်းလဲဆိုတော့စပြီးတော့လေးကျင့်မယ်သူတွေအတွက်ဆိုရင်ဒီလိုမျိုးပေါ့နော် A4 စာအုပ်လုံးဝကိုလုံးမ A4 A4 size အပြည့်ရှိတဲ့စာအုပ်နော် A4 size အပြည့်ရှိတဲ့စာအုပ်ကိုဝယ်လိုက်တယ်ဆိုရင်အမတို့ရဲ့ fashion illustration ရဲ့စပြီးတော့လေးကျင့်မယ် sketch တွေပေါ့နော်ပုံချမ်းပုံချမ်းအနေမှာစင်ပြေမယ်ပေါ့နော် ဟိုပေါ့เนาะအဲ့ဒီရဲ့ခုဆိုဒီတပည့်အေရီးယားတည်ရမို့လားအထုပ်တထုပ်ဆိုရင်ဈေးတွေကတအားကြီးနေပြီဘယ်လောက်ဖြစ်နေပြီလဲမသိဘူးအမဝယ်တော့ဘယ်လောက်လဲ1000 1300လားမသိခုဆိုရင်အမဟိုတလုံးကဘယ်လောက်3000ကျော်နေလားမသိဘူးကြောက်ရရဲ့ဈေးတွေကတလားအဲ့ဒါကြောင့်မို့လို့ဆဆလာချင်းလေးကျင်မယ်ဆိုရင်ဒါမျိုးလေးတွေနဲ့လေးကျင်မယ်ဆိုရင်အဆင်ပြေတယ်ဘာဖြစ်လို့လဲဆိုတော့ဒီမှာအမရဲ့အမတင်ရိုးတစ်ချက်ပြမယ်အမတင်ရိုးမှာဆိုရင်ဒီမှာ ဒီမှာဒီမှာခဲတံလေးနဲ့ပဲဆွဲထားတာလေးကြည်လားเนาะတွေ့လားဒီမှာညနာဆွဲနေတယ်ဒီမှာတော်တော်များများအထိဒီမှာ body sketch တွေကိုခဲတံနဲ့ပဲအန်နဲ့ပဲဒီမှာမှာတဝက်လောက်ထိကိုခဲတံနဲ့ပဲဆွဲရသေးတာမို့လို့เนาะနောက်မှအယောင်ချေတာလေးပါလာမှာเนาะအဲ့တော့ခဲတံနဲ့ပဲလေ့ကျင့်ရမယ်အနေထားဖြစ်တော့ကြောင့်မို့လို့ဒီလို A4 sketch post ကိုဝယ်လိုက်တယ်ဆိုလို့ရှင်ကိုကအဲ့ဒီထဲထဲမှာဆွဲမှတ်ထားเนาะအဲ့ဒီသင်ငန်းစာတွေကိုဒီလိုမျိုးပေါ့เนาะ ။အမပြောပြမယ်ဒါဆိုအမဒါဆွဲထားတဲ့ဟာလေးမရှိမယ်ပေါ့နော်ဒီလိုဟာလေးဒီလိုမျိုးဒီလိုမျိုးဟာလေးဆွဲထားတဲ့ဟာလေးရှိမယ်။အဲ့လိုပုံချမ်းလေးပြီးကကြတော့အမှတ်တွေဘလောက်ဘနစိတ်အဲ့လိုမျိုးတွေမှတ်ထားတာပြောနော်အဲ့ဒါဆိုလို့ရှိရင်အဲ့လိုမျိုးတအုပ်ပုံတော့ကဲတကယ်လို့မှကိုဆွဲကျင်နေမေ့သွားတယ်ဆိုလို့ရှိရင်ပြန်ပြီးတော့ပြန်လှန်ကြည့်လိုက်ရအောင်မယ်မှတ်မိအောင်ဟုတ်လားနော်အဲဒီနားလေးကဘလောက်စင်တီမီတာနဲ့ဆွဲထားတယ်လေအဲ့လိုမျိုးလေးပေါ့နော်ဒီလိုမျိုးပုံချမ်းစာအုပ်ကလေးပေါ့နော် တအုပ်လောက်တော့ဝယ်ထားမယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်အဆင်ပြေတယ်ပေါ့နော်ပုံကာလာတွေမချေခင်နော်ကာလာတွေမချေခင်ဒီလိုမျိုးစောက်ကလေးနဲ့နော်ကိုကစပြီးတော့လေးကျင်လိုက်တဲ့အတွက်ကြောင့်မလို့စောက်ထဲမှာပဲအကုန်လုံးတစုတစည်းတည်းဖြစ်သွားမယ်ပေါ့နော်ကိုကဘယ်ချင်းမိသွားတယ်ဘာညာဆိုလို့ရှိရင်ပြန်လှန်ကြည့်လိုက်ရုံပဲနော် A4 စကပ်ပေါ့ချမှာဆိုဒီမှာဒါဆို A4 size နော် A4 size ပြီးတော့ဒီမှာကြည့်တော့ GSM ဆိုတဲ့ဟာကလေ grams အဲ gram per square meter လားမသိဘူးဟုတ်တယ် အဲ့ဒါသူကစာအုပ်ရဲ့အထူးအပါအသားဟာကိုပြောပြတာသူက grand က150เนาะဒါ150ထမ်းမြင့်သွားလေလေစာအုပ်သားပို့ပြီးတော့ထူလာလေလေပဲအမဒီမှာဒါကိုတစ်ချက်ပြမယ်ဒါက230တောင်ရှိတယ်အဲ့ခါကျတော့စာအုပ်ကတော်တော်ထူတယ်ပေါ့နော်အုပ်သားကဒီမှာတော်တော်ထူတယ်သားလေအားထူတယ်နော်အဲ့လိုမျိုးဇလန်းဇလန်းအောင်လုပ်လို့ရတယ်ထူတယ်နော်အဲ့ဒီတော့ဒီမှာကြည့်ထားလေဒါတစ်ချက်အဲလီစုက ထုတ်တဲ့ဟာလားဒီချိန်မှာ stop ပြတ်သွားပြီလို့ပြောတာဒီဟာတော်တော်ကောင်းတယ်တဲ့လားအမအနေနဲ့တော့ဒီ skirt push ကိုသဘောကျတယ်ပေါ့နော်ဒါပြည်တွင်းထုတ်ပေါ့လေအဲ့ဒါဆို120 GSM ရှိတယ်တဲ့လားစင်ကြေပေါ့နော်အမအနေနဲ့ဆွဲရတာလေးဟာအမဖတ်မှားသေးတယ် share stop ပြတ်သွားပြီပြောလို့မရှိတော့အဲ့ဒါမွေရတော့အဲ့ဒါအဲ့စာကိုကလေးဆိုတစုတစုနဲ့ဆွဲထားရုံပဲတဲ့လားအစင်ကြေဒီမှာ90တောင်ပါတယ်အပိကြတော့အမကဒီမှာ touch mat touch mat ကကြတော့ဒီမှာဒါ120 120 GSM တော့ဘောနော်သူကလည်းအသားကောင်းတယ်ဘောနော်ဒါဆိုရင်ကာလာတွေဘာတွေခြေတဲ့ခါဆိုရင်အဆင်ပြေတယ်ဘောနော်အဲ့ဒီတော့ကာလာတွေဘာတွေခြေမှဒီဟာနဲ့ပြင်ဘောနော်အဲ့တော့ဒီရဲ့လောလောဆယ်ဒီလို A4 site တွေကဒီလိုစာအုပ်เนาะစာအုပ် A4 site တွေကိုဝဲဝဲပြီးတော့ကိုကပုံချမ်းအဆင့်တွေကိုကျင့်အဲ့ဒါအဲ့ဒါဆိုရင်စာရွက်ကုန်တက်တာမင်းเนาะပြီးတော့ဒီမှာဒါကဘာလဲဆိုတော့ A5 A5 က A4 ထက်သေးတယ် เนาะဒါ A4 A4 ဟာဒါဆိုတော့ A5 เนาะအဲ့တော့ဒါခိုင်စား A4 က A5 က A4 ထက်ကြီးမလားမသိဘူးဆိုပြီးရှောက်မဝင်နဲ့เนาะအဲ့မှာဒါတိတိလေးဒါလောက်ကလေးပဲရှိတယ်မှာ quality တွေ့လားဒီမှာဒါပဲရှိမှာဒါဆိုတလောက်ကြီးရဲ့ A4 เนาะအရာပြီလို့ဆိုလို့ရှိရင် line ပန်ထက်တဲ့အစင်ရောက်သွားပြီဒီမှာ line ပန်နေထက်မယ်တွေ့လားအမ line ပန်နေထက်တဲ့ကကြာရင်ဘလို့ဟာရယူမလဲဆိုဝယ်မလဲဆိုတော့ဒီမှာ0.05เนาะ အမစီမှာတော့လောလောဆယ်ဒီမှာယူနေပဲရှိတယ်ဒီမှာ0.05မြင်ရရနော်အဲ့ဒီ0.05ဟိုဟာ line ပန်ကိုဝဲတယ်နော် line ပန်လေးထက်တယ်အမတို့ကခဲသားတွေနဲ့ဆွဲခဲတွေနဲ့ပုံချမ်းပေါ့နော်ခဲတွေနဲ့ပုံချမ်းကိုစိတ်ကြိုက်ဆွဲတယ်အဲ့ကိုစိတ်ကြိုက်ပြမချင်းကိုပြင်ရတာအစဉ်ပြင်အောင်လို့ခဲတန်နဲ့ဆွဲတယ်ခဲတန်နဲ့ဆွဲပြီးစိတ်ကြိုက်ဖြစ်ပြီးဆိုတော့ခါကြမှာဒီဟာနဲ့ line ပန်နဲ့ထက်လိုက်တာ line ပန်နဲ့ထက်ပြီးတော့ကိုခဲတန်လေးကိုခဲပြက်တွေနဲ့ပြန်ဖြက် เนาะပုံချမ်းဆွဲထားတာပြန်ဖြတ်ပြန်ဖြတ်ပြီးတော့ဒီပုံမှာမအားတော့အသားရောင်ထပ်มาပေါ့เนาะအဲ့ဒီရဲ့ဟိုဟာတွေမာကာတွေထပ်มาပေါ့เนาะ